မြန်မာနိုင်ငံမှာမကြခင်ရွက်ကွက်ဝဲကျင်းပါတော့မှာဖြစ်တဲ့အတွက်လူငယ်နဲ့လူကြီးပေါင်းဆက်ပြီးလွတ်တော်နိုင်ငံရေးကိုတိဆောက်တင်ကြောင်းစီရင်တဲ့နိုင်ငံရေးအကခဲတွေကထောက်ပြကြပါတယ်မြန်မာနိုင်ငံမှာရွက်ကွက်ဝဲအပိုင်း1ကို2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပါမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီ17ရက်မှာတော့အပိုင်း1ကို၎င်းဇန်နဝါရီလနောက်ဆုံးအပတ်မှာအပိုင်း3ကို၎င်းကျင်းပသွားမှာဖြစ်ပါတယ်အဆိုပါရွက်ကွက်ဝဲဟာလက်ရှိမြန်မာနိုင်ငံရေးအကျပ်တွေကိုကြော်လွှားနိုင်ရင်းနဲ့လွတ်တော်နိုင်ငံရေးပြန်လည်အသက်ဝင်ဖို့ ကြိုးပမ်းတာဖြစ်ပြီးလူငယ်ကိုယ်စားလှယ်လောင်းတွေလည်းဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။လူငယ်လွတ်တော်ကိုယ်စားလှယ်တွေလွတ်တော်တဲ့ရောက်သွားရင်သူတို့ရဲ့အာသာချက်တွေနဲ့မိမိတို့ဖြစ်တဲ့ခဲ့တဲ့အတွေ့အကြုံတွေနဲ့ပေါင်းဆက်ပြီးဒီမိုကရေစီကိုပြန်လည်တည်ဆောက်ဖို့လိုအပ်ကြောင်းပြည်သူ့ပါတီ PP ဥက္ကရာဥက္ကဋ္ဌကြီးကဆီယန်နိုင်သတင်းဌာနကိုပြောပါတယ်။နိုင်ငံအတွက်ကောင်းမွန်လာရပါ့။ ဒီကောင်းတယ်ခင်ရဲ့အရာကိုတင်ပြရတဲ့အခါမှာတခါတလေဟာအာနာယအစိုးရအာနာယပါတီနဲ့မတူကွဲပြားတာမျိုးရှိနေတယ်။အခုကဒီကျွန်တော်တို့ဒီမိုကရေစီဝင်ကြည့်တဲ့ဒီဒီအတွက်ကနိုင်ငံရေးပလက်ဖောင်းကိုပျောက်နေတာ။ကျွန်တော်မြို့တော်ပေါ်လာရင်လည်းဒီမိုကရေစီဘက်ကကိုစားပြုနေတဲ့ဒီအတန်တွေဖြစ်တော်လေးရောက်သွားမယ်။ကျေးဇူးဆိုရင်းတကုံတရာရလာမယ်။အဲ့ဒီကနေမှတဆင့်ဆင့်နဲ့နိုင်ငံရေးပေါ်ကိုချဲ့သွားမယ်။အဲ့တော့ဒီနယ်ဒီမှာသူတို့ရဲ့ဖန်တက်တဲ့မြို့ပြတဲ့အမြင်တွေကြီးကုန်ရှိတယ်။ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေ အဲ့တော့ဒီနေပေါင်းဆက်ပြီးလုပ်သွားရင်ခုနကဟိုလူငယ်လူကြီးဆိုတာလည်းတိကျကွဲပြားမှုတစ်ခုလိုအမြင်ပါဘူး။အဲ့ဒါတော့ဟိုကလူငယ်လူတော်ကိုယ်စားလှယ်ကြီးလူတော်တွေကြောက်သွားနေတယ်သူတို့ကြီးကအားတာချက်တွေနဲ့ကျွန်တော်တို့ပြတ်တမ်းနေတဲ့အတူချုံတွေနဲ့ပေါင်းဆက်ဖို့ပဲ မြန်မာနိုင်ငံမှာ2020ခုနှစ်ဖေဖော်ဝါရီတရက်က NLD အစိုးရကို2020ထွေထွေရွက်ောက်ပွဲမဲဆင်အငင်းပွားမှုအားမဖြစ်ရှင်းမဲ့အစိုးရဖွဲ့စည်းကြိုးပမ်းတယ်လို့ဆိုကာမြန်မာတက်မတော်ကဖြုတ်ချပြီးအရေးပေါ်အခြေအနေကြေညာထားပါတယ်။အဲ့ဒီနောက်လွှတ်တော်နိုင်ငံရေးပြောင်းဆောင်ကတရားစီရင်ရေးဥပဒေပြုရေးအုပ်ချုပ်ရေးစတဲ့အာဏာသုံးရဟာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တဦးထံမှစုစည်းထားခဲ့ပါတယ်။အဲ့ဒါကြောင့်နိုင်ငံရေးပါတီတွေနဲ့ဒီမိုကရေစီအရေးတက်ကြလှှရှားသူတွေဟာရွက်ောက်ပွဲကျင်းပပြီးလွှတ်တော်နိုင်ငံရေး ကိုပြန်လည်ဖော်ဆောင်နိုင်ဖို့အတွက်ကြိုးပမ်းလျက်ရှိပါတယ်။နိုင်ငံရေးနီလန်အားယုံကြည်ပြီးလွှတ်တော်ရွေးကောက်ပွဲမှာဝင်လာတဲ့သူတွေကြားထဲမှာ တူညီတဲ့နီလန်တစ်ခုကလည်းရှိနေကြောင်းပြည်သူ့ပါတီ PP ဥက္ကရာဥက္ကိုကြီးကစစ်နိုင်တဲ့တင်ဌာနကိုပြောပါရတယ်။ ဟိုတကူကတော့ဒါလူငယ်လူလက်ကြားထဲမှာနေမကပါဘူးပြည်သူကြားထဲမှာပဲရုပ်ောက်ပွဲကအဲသူသူကြားအကြောင်းလေးဖြစ်ပါမလားဆိုတဲ့တန်တရားတွေတော့ရှိနေတယ်ပေါ့အဲတော့ရုပ်ောက်ပွဲလူလားနိုင်ငံလူလားကိုယုံကြည်လို့ဟိုတော့ရုပ်ောက်ပွဲကိုဝင်လာတဲ့လူတွေကြားထဲမှာကတော့တော့ဘုံဒီလူမျိုးတကူကလည်းရှိနေတယ်အဲရုပ်ောက်ပွဲလူလားနိုင်ငံလူလားနဲ့အဲ့ဒါမှလူချုပ်ရှင်းတယ်ဆိုတော့ပြည်သူကလည်းရှိနေတယ်ဆိုတော့အဲ့ဒီအပေါ်မှာကျွန်တော်တို့ကမန်တိုင်ထားပြီးတော့တောင်းဆီလို့လို့အဲ့တော့ ဘူးတူတူနဲ့ဒူးကြတဲ့မှာမဒူးကြပြမှုတွေကလည်းရှိပါပဲအဲဒါရှိနေတဲ့အဲ့ဒီအဲကနေပြီးတော့လည်းနှိမ့်နိုင်ပြီးတော့ဆောင်ရွက်ကြရတယ်ဗိုလ်ချုပ်မှုကြီးမင်းရလိုင်ကတော့လက်နက်တောင်းဆိုတာထက်ပါတီစုံဒီမိုကရေစီစနစ်အရာရွေးကောက်ပွဲဝင်ပြီးလွတ်တော်အတွင်းကနေနိုင်ငံရေးတောင်းဆိုချဖို့မိမိအနေနဲ့ဂုတ်သိက္ခာရှိတဲ့လွတ်တော်ဖြစ်ဖို့ကြိုးပမ်းမှဖြစ်ကြောင်းပြောကြားထားပါတယ်။